လီဗာပူးဝိုင်းရင်တိုက်စစ်ကစားသမားဆာလာကသူ့အနေနဲ့အသက်40အထိဘောလုံးကစားနိုင်တယ်လို့ပြောကြားခဲ့ပါတယ်။အသက်32နှစ်အရွယ်အီဂျစ်လူရည်စင်အသင်းကောင်းဆောင်ဆာလာဟာပြီးခဲ့တဲ့ဧပြီလကမှလီဗာပူးအသင်းနဲ့2028ခုနှစ်အထိတက်တန်းတိုးစာချုပ်ချုပ်ဆိုခဲ့တာပါ။ဒါပေမဲ့ဆာလာကအဲဒီစာချုပ်မှာသူ့ရဲ့ကစားသမားဘဝနောက်ဆုံးစာချုပ်မဖြစ်နိုင်ကြောင်းပြောကြားခဲ့တာဖြစ်ပါတယ်။ ဆာလာကကျွန်တော်ကစားနိုင်သေးတယ်လို့ခံစားမိတဲ့အချိန်ထိစက်ကစားနေမှာပါတကယ်လို့ခမည်းအနေနဲ့ကျွန်တော်ကိုဘယ်အချိန်ထိဘောလုံးကစားအုံးမလဲလို့မေးလာခဲ့မယ်ဆိုရင်အသက်39ဒါမှမဟုတ်40အထိကစားအုံးမယ်လို့ကျွန်တော်ပြန်ဖြေမှာပါတကယ်လို့အဲ့အရွယ်မတိုင်ခင်ကျွန်တော်အနေနဲ့ professional ဘောလုံးသမားဘဝကနေအနားယူသင့်ပြီးလို့ခံစားရမယ်ဆိုရင်လည်းအနားယူသွားမှာပါ ကျွန်တော်အနေနဲ့ကစားသမားဘဝမှာအောင်မြင်မှုတွေအများကြီးရပြီးပါပြီလို့ပြောကြားခဲ့ပါတယ်။ဆာလာဟာပြီးခဲ့တဲ့2024-25ရာသီကပရီးမီးယားလိ38ပွဲမှာ29ဂိုးသွင်းပြီးဂိုးဖန်တီးမှု16ကြိမ်ပြုလုပ်ပေးခဲ့ကရွှေဖနက်စုနဲ့ဖန်တီးရှင်စုနှစ်စုစလုံးကိုရရှိခဲ့ပါတယ်။